လေးများပွင့်တော့ဖူးတောင်ဝင့်လို့ချီတယ်။နေကြီးမှာရွှေကြီးတော့ငါတို့စာတင်ကြောင်းအခုကတော့မဟုတ်ဘူးဘုံမှန်နဲ့ငါတို့ကြောင်းဟောဒီမှာတွေးဆွနေတဲ့အဝတ်တွေတွေးဆွနေတဲ့ကလေးတွေရဲ့အဝတ်တွေအခုလဲအပေါ်မှာဝဲနေတုံးပဲကလေးတွေရဲ့ပညာသင်ကြားမှုအတွက်ဘာဖြစ်လို့ဒီလိုလုပ်တာလဲ2025ခုနှစ်မေလ12ရက်စကိုင်းတိုင်းဒေသကြီး ကျွေးဖို့ခရိုင်တပယ်ရဲ့မြို့နယ် all train free ကျေးရွာမှာမနက်7:00နာရီလောက်ကစစ်ကောင်စီတပ်ကနေပြီးတော့ဘုံကျဲချပြီးတိုက်ခိုက်သွားတယ်။ဟောဒီနောက်ကအခန်းထဲမှာစားသင်းနေတဲ့ကလေးတွေတဲကအ ਨੇ ဆုံး10ရောက်တည်ဆုံးဆရာဆရာမဥရလည်း2ရောက်တည်ဆုံးသွားတယ်။ထိခိုက်ဒဏ်ရာရတဲ့အရေးအတွက်တည်းကျမတို့အခုထိကိုထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးဘူး။အများကြီးပဲ။စားသင်းနေမတက်မှာကိုပဲထိခိုက်ဒဏ်ရာမှုတွေရရှိတာ ျမတို့ရဲ့ကလေးတွေကိုအမုန်းတွေအညှိုးတွေအာဃာတတွေဝင်မလာအောင်လို့ကျမတို့ကတွန့်တင်ဆုံးပါတယ်ဒါပေမဲ့ဒီနေ့စစ်ကောင်စီလုတ်သွားတဲ့လုံရက်ကကလေးတွေရဲ့နှလုံးသားထဲမှာရော အုံနောက်ထဲမှာအမုန်းတွေအညှိုးတွေအာဃာတတွေဝင်သွားပြီအဆမ်းမှုရုံမှမှုအောက်တန်းချမှုတွေအားလုံးကကလေးရဲ့စိတ်ထဲမှာနှလုံးသားထဲမှာစွဲထင်သွားပြီနိုင်ငံတကာကကိုညီတိုင်းတဲ့လူတွေရော ျမတို့ကလေးတွေဘလောက်ထိတင်မဘလောက်ထိစုံချုံမအတန်ထွက်ပြီးပြောပြကြမှာလေအားလုံးနားတွေမကြားကြတော့ဘူးလားကျမတို့ကလေးတွေအတွက်ကူညီပေးကြပါ Save our children ကျမတို့ကလေးတွေအတွက်ကူညီပေးကြပါလူအခွင့်ရေးလူအခွင့်ရေးလို့ပြောနေတယ်အခုလို့ဒီလိုဖြစ်တယ်ကလေးတွေတေးကြည့်တယ်စာတင်ကြောင်းတွေပြည့်စည်အဲ့ဒါကတော့အလုပ်လူအခွင့်ရေးကိုထိုးပေါက်တာမဟုတ်ဘူးလားကျမတို့မငုံဘူးတင်းထားမယ်ဘာဖြစ်လို့မငုံရလဲ ကျွန်မတို့ရှစ်ဆက်လောက်ရမယ်အလုပ်တွေအများကြီးရှိဒီလောက်ထိအောင်ဖြစ်ပြီးမှတော့လုံးဝနောက်ဆုတ်စရာအကြောင်းမရှိဘူးဒီဟာတွေအတွက်ထိုက်တန်နဲ့ပြစ်ဒဏ်ကိုပေးနိုင်အောင်ကျွန်မတို့စူးစမ်းဒီပြစ်မှုကိုကျူးလွန်ထားတဲ့ကျူးလွန်တဲ့သူတွေအားလုံးကောင်းမွန်တဲ့ပညာသင်ကြားရေးမရပါစေနဲ့မိသားစုတွေဘယ်တော့မှချမ်းချမ်းသာသာမနေရပါစေနဲ့ဒီကလေးတွေကြုံတယ်လို့ဒီမိသားစုတွေကြုံတယ်လို့သူတို့ကလည်းထတ်တူထတ်မြတ် ခံစားပါစေလို့ကျမကတော့ကြိမ်ဆိုလိုက်တယ်ကျမပြုတ်သမျှကုတွေအားလုံးကိုတိုင်ကြပြီးကြိမ်ဆိုလိုက်တယ်ထတ်တူအကျိုးကိုခံစားကြပါစေကျမကတော့အပါဝင်တခြားလူတွေအတွက်ကတော့တော်လှန်ရေးမအောင်မချေဒီလိုရက်ဆက်ကြမ်းကြုတ်မှုတွေကိုအပီးတိုင်အဆုံးသတ်နိုင်ဖို့အတွက်စစ်အာဏာရှင်စနစ်ကြာဆုံးဖို့အတွက်ကျမတို့ဆက်လက်ပြီးတိုက်ပွဲဝင်နေပါမယ်မချေတို့တာပါရှင်တတိကမှတ်သားမှာ အထဲတဲကတဲ့ခုံတွေကအလောင်းတွေကိုကောက်တဲ့အခါကျတော့ထုတ်ရတာမလွယ်လို့ဆိုပြီးခုံတွေအကုန်လုံးအပြင်ကိုထုတ်လိုက်တာအေးချမ်းချမ်းစာတင်နေတဲ့အနေထားနေရုပ်ချင်းဒီလိုဖြစ်သွားမယ်လို့သူတို့ဘယ်ထင်ကြမှာလဲ သွေးစွန်းနေတဲ့ဖက်နတ်ကလေးရယ်လက်တန်းလေးရယ်ခေါင်းကဥကုန်လေးရယ်ဒါဥကုန်ရိုးလေးတွေပါဒါစပင်ချီလေးတွေပါတော်ချီကကစကိုင်းငလျင်ဘေးကြောင့်ဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုအားပေးကူညီတဲ့အတွက်ဒီဘက်ကိုရောက်နေတာရောက်နေရင်းနဲ့အပြန်ခရီးကိုသွားနေတော့မှဒီသတင်းကြားလို့ဒီကိုအမြန်ဝင်ပြီးတော့ပြေးလာခဲ့တာပါ စစ်ကောင်စီဘက်ကပြောတယ်လို့ကိုဟာရှိတယ်ထားရှိတယ်ဘာမှမရှိဘူးလောဟဝကလေးသူငယ်တည်တတ်စာတင်နေတဲ့နေရာဖြစ်ပါတယ်ကျမတို့အတွက်တရားမျှတမှုကိုရအောင်လို့တန်ထိုင်နေတာဝိုင်းဝန်းပြီးတော့အသာထွက်ပေးကြပါလို့မြစ်တယ်ရက်ခါ